မင်္ဂလာပါဗျကိုကိန်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလိုသွားတော့မှာဖြစ်ပါရခင်ဗျာပထမဆုံးအနေနဲ့ကျင်တဲ့သတင်းကတော့ Fabrizio Romano ဖော်ပြထားတဲ့ Nicholas Jackson နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Chelsea ရဲ့မြမဦးကောင်းလေးဖြစ်ခဲ့တဲ့ Nicholas Jackson ကတော့ Chelsea အသင်းမှာလုံးဝပြန်ကစားပြေးတော့မှာမဟုတ်လို့သိရပါတယ်အကြောင်းရင်းများစွာကြောင့် Chelsea နဲ့သူ့ရဲ့ဇလံပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့ ဒီသုံးဖက်ချက်ကိုကစားသမားရောချယ်ဆီအသင်းရပါနှစ်ဦးသဘောတူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တကယ်လို့ဘိုင်ယန်မြူနစ်ကနန်ကလပ်ဂျက်ဆင်ကိုမခေါ်ယူပစ်ဘူးဆိုရင်တခြားသောကလပ်တင်းတွေကဂျက်ဆင်ရဲ့အခြေအနေကိုအာရုံစိုက်စောင့်ကြည့်ပြီးခုံမှုတွေပြုတ်လုလာနိုင်တယ်လို့သိရပါတယ်ခင်ဗျ။ချယ်ဆီနဲ့ဂျက်ဆင်ပြီးဆုံးသွားပြီဆိုတာဘိုင်ယန်မြူနစ်ကို ထိုးပြီးအငှားချနေတဲ့ကကျွန်တော်တို့သတိထားမိပါတယ်။ကျွန်တော်ကတော့ဘယ်သူဘယ်ဝါမှားတယ်လို့ပြောမနေချင်ဘူး။တိုးပေမဲ့တွေးတော်တဲ့သူဆိုရင်သိတယ် လူဆိုတာကိုယ့်ကိုဖျက်တန်ကြီးတက်တာဗျ Chelsea က Chelsea အလုပ်လုပ်တာပဲဒါပေမဲ့ Jackson ကလည်းသူ့ရဲ့အချင်းစရိုက်ကိုမပြောင်းတဲ့အတွက်ကြောင့်ဒီလိုမဖြစ်တဲ့ပြဿနာတွေဖြစ်သွားတာကစားသမားနဲ့ club ကြားထဲမှာဖြစ်ခဲ့တဲ့ပြဿနာတွေကြည့်မယ်ဆိုရင် club ကညစ်နေတယ်ဆိုရင်တောင်မှသူကဘောင်းနေချင်းတွေကညစ်တာဗျကစားသမားကကြတော့ပါးရင်နဲ့ရှိသွားတယ်ဒီပြဿနာကိုကင်တွယ်ဖြေရှင်းရမယ်တိုးတော့ Nicholas Jackson တို့ကြတော့ဘလုံးကွင်းထဲမှာ vision အားနေတာမဟုတ်ဘူးပြင်ပလူနေထိုင်မှုဘဝဇေယျမှာလည်း vision အားနေတယ်အဲ့တော့ကြောင့် အဒူမာရစ်ကနဲ့အမြင်မတူညီမှုတွေကွဲလွဲမှုတွေဖြစ်တဲ့ကစားသမားချင်းပြဿနာတွေဖြစ်တဲ့နောက်ဆုံးကလပ်တင်းရပါဂျက်ဆင်ကိုအတင်းထိုးရောင်းရတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ကသူ့ကိုနှမျောတာဗျတက်လန်းနေအများကြီးရှိတယ်တွေ့မယ်ဒီချာဒိတ်ကလုံးဝမက်ချူမဖြစ်ဘူးမရင့်ကျက်ဘူးပေါ့ဒီတရာဒရော့ဘာကိုစန်နမူနာယူသင့်ပါတယ်ဒရော့ဘာချယ်ဆီကိုရောက်လာတဲ့အချိန်ကအရန်တော့မကြီးသေးဘူးဗျ26လောက်နဲ့တူတယ်တွေ့မယ်သူကချယ်ဆီကိုမရောက်ခင်အချိန်မာဆေးမာကလေးက လုံးဝတည်ငြိမ်ရင်းချက်နေပြီပွဲစဉ်တစ်ပွဲကိုအဲ့လိုဆွဲခေါ်ပေးသွားနိုင်တဲ့အရေးချင်းရည်သွေးမျိုးရှိနေတသိန်းလုံးဆွဲခေါ်တာနော်ကျွန်တော် dropper ရဲ့မာစီမှာဆွဲတဲ့ပွဲတစ်ပွဲကန်ကောင်းထောက်မှဆိုတာကြည့်ခဲ့ရဘူးလေအဲ့တော့မာစီကဝမ်းစီနဲ့ရှုံးနေတာဗျဘယ်အသိလဲမသိထားလိုက်ပါတော့အတူခေါင်းတိုက်ကူနဲ့ခြေပတယ်ခေါင်းတိုက်ကူကခြေပကူလားအနိုင်ကူလားမသိဘူးဗျထားပါတော့နောက် penalty ကူတကူကန်ရင်းနဲ့အဲ့ပွဲက2-1လား2-2လားမသိဖြစ်သွားပြောချင်တာတသိန်းလုံးကရှုံးနေနေတဲ့အချိန်မှာအဲ့ဒီအသက်ရွယ်လောက်လေးနဲ့ဒီဒီယာက အတင်းတင်းလုံးဦးဆောင်နိုင်နေချယ်ဆီရောက်တဲ့အချိန်မှာလေဦးစီးဦးဆောင်မှုကောင်းတဲ့ကစားသမားတယောက်ဖြစ်ခဲ့တာပဲအခုဒီဒီယာရောက်လာတဲ့အချိန်နဲ့နီကိုရောက်လာတဲ့အချိန်ဘယ်လောက်กว่าလို့လဲလုံးဝကျုံအသက်နှစ်နှစ်လောက်ပဲกว่าမယ်ဗျာတိုးတော့ဦးစီးဦးဆောင်နိုင်မှုပိုင်းကြတော့ဘာမှမဆိုင်ဘူးအဲ့တော့ကြောင့်နီကိုဒီကိုကိုဖြတ်တန်ကြီးတက်တာသူသာအဲ့လိုဘောလုံးဆွဲပြေးနေတဲ့တရင်တရိုင်အခြေအနေမျိုးတွေကိုအခြေခံ ဒါအခြေခံဗျာအခြေခံဘောလုံးဆွဲပြမှုပဲဂျက်ဆင်ကိုကောင်းတယ်လို့သာကျွန်တော်တွေကအော်နေကြတာနော်ဟာကြိုးစားအားထုတ်မှုပြုတယ်လို့သာအော်နေကြတာသူ့မှာအခြေခံတော့မပိုင်တဲ့ဘောလုံးစကိတ်တွေအများကြီးရှိတယ်ကျွန်တော်ပြောပြရမယ်ပါမားတို့ဆွဲပြတဲ့ဒိန်းတရိုင်ပုံစံမျိုးဆိုတာသူ့ရဲ့ဘောလုံးဆွဲပြတဲ့ running style ကတော့အဲ့တိုင်းပဲ running style ကတော့ပါမားအဲ့လိုရိုင်းတိုင်တိုင်နဲ့သူကဆွဲပြတာသူလမ်းလျှောက်တဲ့ပုံကတော့အဲ့ဒါသူ့ရဲ့ origin နဲ့ရိုင်းတိုင်တိုင်ဒါမဲ့ပါမားကိုသွားမကြည့်နဲ့အဲ balance ကယူသွားမယ်ဘယ်နာထုတ်လို့ထုတ်မှမသိဘယ်လိုကန်လို့ကန်မှမသိ Jackson ကအဲ့လိုမဟုတ်ဘူး ဂျေဆင်က body build လည်းအဆင်ပြေတယ်လမ်းလျှောက်ရည်လည်းအဆင်ပြေဒါပေမဲ့ဘောလုံးဆွဲပြီးဒိန်းတရိုင်နဲ့ရွယ်ချက်မရှိတော့ဘူးကြောက်ပြီးတော့အဲ့လိုမျိုးဆွတ်ဆိုင်ဘောလုံးကြီးတွေအရှိကြီးတွေဆွဲထုတ်ပြီးတော့တစ်ဖက်အသင်းကဖြတ်သွားတာတို့ကိုသမားကမိသွားတာတို့အဲ့ဒါဘိုင်မင်းတွေမှလည်းမြင်ခဲ့ဘူးလေအဲ့လိုပြောချင်တာဒီလိုမျိုးတချို့ကိုယ့်ကိုတိုးတက်အောင်လေ့ကျင့်ရမယ့်အပိုင်းတွေကြတော့မလေ့ကျင့်မဲနဲ့အသင်းရဲ့ပြဿနာတက်အောင်လုပ်တယ်အနီကက်တွေကိုလွယ်လွယ်ကူကူနဲ့ယူတော့ဂျက်ဆင်နဲ့ချယ်ဆီရဲ့ရှစ်ဆက်အမဲလမ်းဘလို့မှမချောမွေးတော့ဘူးပေါ့လေအဲ့တော့ကြောင့် ချက်သီးတင်တာဝန်ရှိတဲ့သူတွေကဂျက်ဆင်နဲ့နှစ်ဦးသဘောတူသုံးဖြတ်ပြီးတော့အတင်းကနေလမ်းခွဲဖို့စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကချက်စီးဒီကစားသမားတွေကိုစာချုပ်အရှိအီးချုပ်ဆိုထားတဲ့အတွက်သူဂလန်ကဆန်လှုပ်ချင်တိုင်းလှုပ်လို့တော့မရဘူး။ချက်စီးကသူ့ကိုပိုင်ဆိုင်နေစေဖြစ်ပါတယ်။တခြားအတင်းတွေကလည်းချက်စီးခွင့်ပြုချက်မရှိပဲအပြတ်သက်ဝယ်ဖို့မဝယ်ဘူးဘာမှသုံးဖြတ်လို့မရတဲ့အခြေအနေမျိုးမှာတော့နွေရာသီပြောင်းရွှေ့ကာလမှာဘိုင်ယန်မြူနစ်ကမဝယ်ရင်တခြားသောအသင်းတစ်သင်းကိုပဲပြောင်းရွှေ့ရဖို့ရှိနေပါတယ်ခင်ဗျာ။ ုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနဲ့ဆိုရင်တော့ senior တော့ချက်စီမှာ iMac 169ငါသလုံး miss နဲ့မောင်း96တို့ကို member တွေ unit ပြအပူစုရေးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမတ်39ကို6931380မှာဆက်သွယ်ဆုံးလက်မေးမြန်းလို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒါကတော့ give me sport ကပေါ်ပြထားတဲ့ Enzo Fernandez ရဲ့လက်ရှိ Chelsea အသင်းပေါ်မှာသဘောကျနေတဲ့စကားလေးပေါ့နော် ျွန်တော်အတင်းကိုစားရောက်လာတော့ကစားသမားတွေအများကြီးဝင်လာပြီးအများအပြားထွက်သွားကြတယ်။အဝစ်လဲကဲနေမှာကစားသမားအများကြီးနဲ့ခက်ခဲတဲ့ကာလတခုကိုဖြတ်တန်းခဲ့ရတယ်။ကျွန်တော်တို့အားလုံးအဆင်မပြေခဲ့ကြဘူး။ကျွန်တော်တို့ကစားသမားအကြီးအကျယ်30ဒါမှမဟုတ်30ကျော်တောင်ရှိမယ်ထင်တယ်။အဲဩစရာပါပဲ။ အခုကျွန်တော်တို့ဘလောက်အခြေကျနေပြီလဲကျွန်တော်တို့အခြေချင်းဘလောက်ဒီရှိလဲဆိုတာကိုမြင်တွေ့နိုင်ပါတယ်ကျွန်တော်တို့ရဲ့လက်ရှိကစားသမားအစုဖွဲ့ဟာအင်အားကောင်းမှုပြီးကွင်းထဲမှာရောကွင်းပြင်ပမှာပါဆက်ဆံရေးကောင်းတွေကိုတိစောက်ထားနိုင်ပါတယ်အဲ့လိုအပြုသဘောဆောင်တဲ့ဆက်ဆံရေးကောင်းတွေရှိတာတစ်နှစ်ခွဲကနေနှစ်နှစ်လောက်ထိရှိနေပါပြီလို့ပြောသွားခဲ့တာပါလုံးဝမှန်ကန်တဲ့ထောက်ပြချက်တစ်ခုပါအဲ့လိုပြောသလိုမျိုးပဲကျွန်တော်တို့တော့ဘူလီတို့နဲ့ပြန်လဲတိစောက်စဲကာလမှာအရင်စိတ်ပြက်ခဲ့တယ်တချို့ညီကိုတွေကတော့ချယ်စီတင်းကလူစင်းနှစ်သင်းသာရှိတယ်သုံးသင်းသာရှိတယ်ဆိုပြီး ပျော်နေကြတဲ့ညီငယ်တွေရှိရပါတော့ဒါပေမဲ့ကျွန်တော်မပျော်ပါဘူးအဲ့ဒါကနီးမှန်ကမ်းမှန်မဟုတ်လို့ပါဘလုံးအသင်းတစ်သင်းကလုံအောင်ကျော်2သင်းသာလောက်ရှိရင်ရပြီဒါပေမဲ့3သင်းသာ4သင်းသာဖြစ်နေဘဲကစားသမားတွေကိုဘလို့ထည့်ပြီးဘလို့သုံးလို့သုံးရမယ်လို့မသိတဲ့အခြေအနေမျိုးပါအဲ့ဒီမာရက်စ်ကလည်းအဲ့ဒီအချိန်ကာလတွေမှာတော်တော်လေးခေါင်းခဲစရာဖြစ်ခဲ့ပါတယ်။ဘသူကပွဲထွက်ကစားသမားလဲ။ဘသူက အရန်ကစားသမားလေတိတိပပမရှိခဲ့ဘူးပေါ့နော်ပွဲထွက်ဆိုရင်လည်းစမ်းပြီးတော့သုံးနေတဲ့ပုံစံမျိုးတွေကျွန်တော်တို့မှာ quantity ပဲရှိတယ် quality မရှိတဲ့ပုံစံမျိုးကြီးဖြစ်သွားတယ်ဒါအခုအနည်းဆုံးဥပမာပြပြောရင် Arsenal ဒီလုံးဝပုံမှန်သွားပြီ ပွဲထွက်ကစားသမားဒီကစားသမားတွေအရန်ကစားသမားတွေကပွဲထွက်ကစားသမားတွေနဲ့စင်ပြိုင်ကစားသမားတွေဘသူ့ကိုဘယ်နေရာမှာပဲကောက်ထဲကောက်ထဲထည့်လို့ရရဆိုတဲ့ပုံမျိုးတိဆောက်ထားတာပါကျွန်တော်တွေကလည်းအဲ့လိုပုံစံမျိုးလေးတဖြည်းဖြည်းပေါ်လာပြီအခုဆိုရင်ကျွန်တော်တို့ပွဲထွက်လူစည်းဝင်ကြည့်ကြည့်လိုက်ပုံသေးပဲ ဒီလူပဲရှိတော့တယ်အရန်ကောင်ကထိုင်နေပြီးတော့ကစားသမားအပြောင်းလဲလုပ်မယ်ဆိုရင်လည်းဒီလူပဲဒါပေမဲ့နောက်တန်းစုဖွဲ့မှုလေးတော့ဒီတက်ပို့ပြီးကြစ်လက်အောင်လုပ်ဖို့လူသေးတယ်ကျန်တဲ့အပိုင်းတွေကတော့အန်ဒိုဖာနက်ဒက်စ်ပြောသလိုမျိုးပဲအားရကျင်တဲ့စီအတော်လေးကောင်းလာပါပြီနောက်ဆုံးပြောကျင်တဲ့အပိုင်းကတော့ကစားသမားရဲ့ဂျားရဲ့ relation ပေါ့နော်ငါကဘရာဇီးလားဖြစ်လို့ငါကအာဟင်ဒီနာသားဖြစ်လို့မင်းတို့ငါတို့နဲ့ကကမ္ဘာဘောလုံးဇက်ကုံအစီအမင်းပေါ်မှာပြိုင်နေရလို့ဆိုပြီးခွဲခြားဆက်ဆံလို့မရဘူးနော်ငါကအင်္ဂလန်သားဖြစ်လို့ဘာညာရဲ့သွားလို့လို့မျိုးအားလုံးကအင်္ဂလန်သားတွေဘရာဇီးလားတွေဖယ်ထားနော် တစုတစည်းတဲ့ Chelsea ဆိုတဲ့စိတ်တက်နဲ့ရှေ့ဆက်မှရမှာပါရှေ့တန်းအကောင်ကလည်းနောက်တန်းအကောင်နဲ့ကောင်းမွန်တဲ့ပေါင်းစပ်ရင်ရှိရမယ်တောင်ပံကစားသမားတွေကလည်းကွဲလေကစားသမားတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရင်ရှိရမယ်လူပြူလူမဲလည်းခွဲခြားစရာမလိုဘူးဒီလိုမှသာလျှင်ကောင်းမွန်တဲ့တင်းမော့တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အဲ့တော့အန်ဇိုပြောသလိုမျိုးကျွန်တော်နောင်လာမယ့်အနာဂတ်တွေမှာပိုကောင်းတဲ့အဖွဲ့အစည်းတစ်ခုကိုရရှိဖို့မျှော်လင့်ထားပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးတွေမှာနားကျင်ပါရခင်ဗျာ